အားလုံးမင်္ဂလာပါ AOB YouTube Channel နေပြီးတော့ကျွန်ညီကိုရီအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါရစေ။ကျွန်တော်မနေ့ညကတော့နော်စနေညမှာဒီ Everton Body Sunderland Body လေးနဲ့အတူကျွန်တော်ရွေးချယ်ပေးခဲ့တဲ့နှစ်ပွဲလုံး always နဲ့တူတူတတရရာလေးရှိနေကြမယ်လို့ကျွန်တော်ညီကိုရီကိုပြောလင်းပါရစေ။ကျွန်တော်ရွေးချယ်ပေးခဲ့တဲ့ပွဲနှစ်ပွဲကိုလည်းကျွန်တော် YouTube Channel မှာပြန်လဲပြီးတော့ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။အဲ့တော့ဒီညကတော့ Super Sunday ပွဲတကပွဲကောင်းပွဲကောင်းနေကြပြီနော်။ ကောင်းတကအကောင်းဆုံးပွဲစဉ်နေနဲ့အတူတူဒီရောက်ရှိလာမယ့် Super Sunday မှာလည်းကြောညီကိုတွေကိုထပ်မံပြီးတော့အကျိုးပြုအပေါင်းပြအဝင်ရလတ်လေးတွေရရှိစေဖို့ကျွန်တော် prediction လုပ်ပေးသွားမယ်နှစ်ပွဲရှိပါတယ်ဒီနေ့ည Super Sunday အတွက်ကျွန်တော်ဒီ YouTube မှာဒီ video ထဲမှာကျွန်တော်နှစ်ပွဲ petition လုပ်ပေးသွားပါမယ်အဲ့တော့ကျွန်တော်သွားလိုက်အောင်ပထမပွဲလေး ပထမပွဲလေးတော့ကျွန်တော်ဒီည၈နာရီခွဲမှာရှင်နိုင်ကစားမယ်ကျွန်တော်အင်္ဂလန်ပရီးမီးယားလိရဲ့ Brentford နဲ့ Newcastle တို့ရဲ့ပွဲလေးကိုကျွန်တော်ပထမဆုံးအနေနဲ့ prediction လုပ်ပေးတော့ပါမယ်ဒီပွဲမှာ body zone အနေနဲ့က Brentford ကတော့အခုခြေကောင်းထွက်နေတယ်လို့ပြောရပါမယ်ကျွန်တော်အခု video လုပ်နေတဲ့အချိန်မှာ Brentford က level 20ရှုံးကိုပေါင်းဈေးအနေနဲ့ကတော့3 black 60ဆိုပြီးတော့ bookie ကဖွင့်နေတာပါတယ်အဲ့ပထမဆုံးအနေနဲ့ကျွန်တော်ဒီပွဲကို body save ပဲကျွန်တော်ဒီကထားပြီးတော့ပြောသွားပါမယ်။ဒီဟာဒီ Premier League မှာ Brentford ဒီအင်္ဂွင်းမှာ ရှုံးပွဲတပွဲပဲရှိပါသေးတယ်။အဲ့ဒီရှုံးခဲ့တဲ့ပွဲကလည်းဒီ Manchester City ကို0-1ဆိုတော့ချင်းမြောင်းနဲ့ result နဲ့သူတို့ရှုံးခဲ့တာပါ။ပြီးတော့ဒီဟာဒီ Premier League မှာ Brentford အနေနဲ့အိမ်ဝင်း6ပွဲမှာတပွဲမှာကြီးမကြသေးပါဘူး။အိမ်ဝင်း6ပွဲတပွဲမှာကိုကြီးမကြသေးပါဘူး။ Brentford အိမ်ဝင်းကဒီ Brentford အနေနဲ့ဒီတပွဲမှာကြီးမကြသေးပါဘူး။ဒီဟာဒီပြီးတော့တစ်ဖက်ကိုပြောရရင်ဒီဟာဒီ Premier League မှာဒီချေယူနှစ်တင်းရှိပါတယ်။ချေယူနှစ်တင်းရှိပါတယ်။အဲ့ဒီနှစ်တင်းကစပါးနဲ့ Newcastle ပါ။ ုတ်ပါတယ်ဒီနယူးကပရီးမီးယားလိမှာဝေးခွင့်တပွဲမှမနိုင်နိုင်ရရှိထားခြင်းမရှိပါဘူးဒီနယူးပရီးမီးယားလိတပွဲမှတော့မနိုင်သေးပါဘူးဒီ၃ပွဲတည်ရေ၂ပွဲရှုံးဆွဲရလပိုင်ဆိုင်တော့ပါတယ်အခုလေစားပေကြီးမှာရောအခုချိန်ဒီကော brand 4ကတော့မှာခြေကောင်းထွက်နေပါတယ်အဲ့ဒါဧည့်သည်ကညိုးလို့စဉ်းစားကြည့်ပါတော့အဲအခုဒီ bila ဒီပြီးွားဆိုရင်ဒီမယူထက်ဈေးရန်နှိမ့်နဲ့အတင်းလို့ပြောလို့ရပါတယ်ဒီရဒီမှာဒီမယူထက်ဈေးရန်နှိမ့်နဲ့ဘီလာတော်မှဒီ Brentford နဲ့တွေ့တဲ့တွေ့တွန်းကဒီအဝေးကနေပြီးတော့ဒီဘီလာက Brentford ကို level 50မီပါဖွင့်ပေးခဲ့ရင်အခုဒီဘီလာထက်ဈေးရန်နှိမ့်နဲ့မယူကဒီ Brentford အိမ်ခွဲမှာဘာကြောင့်မလို့ဈေးရန်တစ်ခုဒီမဖွင့်ပေးရမှာလေအခုဆိုရင်ဒီဒဲဈေးတော်မဟုတ်သေးဘူးအခုစတဲ့ကြီးရနေဒီချိန်ထိဒီ Brentford ကတော့မှဒီခြေကောင်းထွက်နေပါတယ်ဒီအဲ့တော့ဒီပွဲမှာကျွန်တော် Brentford ဘက်မှာတည်ရင်နဲ့အနိုင်ရှိရလို့ကျွန်တော်ကမှန်းတယ် Brentford ဒီဘက်မှာမရှုံးနိုင်ဘူးအနည်းဆုံးတည်ရင်နဲ့အနိုင်ရှိရလို့ကျွန်တော်ကမှန်းတယ် ဲ့တော့ကျွန်ညီကိုတွေကိုကျွန်တော်ဒီပွဲနင်းညမှာဒီ Brahma Zone Prediction လေးအနေနဲ့ကျွန်တော် Brand Football လေးကိုကျွန်တော်ညိုးပေးပါစေအဲ့တော့ကျွန်တော်ဒုတိယပွဲကိုသွားပါမယ်ဒုတိယပွဲကတော့ Italy Serie A တွေကကျွန်တော်ရွေးထုတ်ထားပါတယ်ည2:15မှာရှင်ပြန်ကစားထားမယ်ဒီ Serie A Base Match လို့ပြောလို့ရတယ်ဒီ Inter နဲ့ Lazio ရဲ့ပွဲစဉ်လေးကိုကျွန်တော်ထပ်မံပြီးတော့ Prediction လုပ်ပေးသွားပါမယ်ဒီပွဲမှာ Inter က Body Zone နဲ့1-85ဂိုးပေါင်းဈေးကတော့3 Black 40ဆိုပြီးတော့ဖွင့်မိထားပါတယ်ဒီ Body Zone ကပြင်းလားဆိုရင်တော့ Inter အတွက် ပြင်းပါတယ်ဒီဘော်ဒီစေးဘာလို့ပြင်းလဲဆိုရင်တော့ဒီနောက်ဆုံးလာစီယိုနဲ့တွေ့ခဲ့တဲ့အင်တာနဲ့လာစီယိုတွေ့ခဲ့တဲ့နောက်ဆုံး၄နှစ်အတွင်းမှာအင်တာအင်ကွင်းမှာအင်တာဖွင့်မိခဲ့တဲ့အပြင်းဆုံးဈေးက 1D ပဲရှိပါတယ်ဒီ 1D ထိပဲအင်တာအပြင်းဆုံးဆိုပြီးတော့ဖွင့်မိခဲ့ရပါဒါကြောင့်မလို့အခုဒီ1ရှောင်းမီပါပေါက်နေတဲ့ဒီဘော်ဒီစေးကလာစီယိုပေါ်မှာအင်တာအင်တာပေါက်နေတဲ့ဘော်ဒီစေးကပြင်းတယ်လို့ဆိုရမှာပါပြီးတော့လာစီယိုဒီယာဒီ CA မှာအဝေးကွင်းတော်တော်ညံ့ပါတယ်ဒီအဝေးကွင်းသူတို့အနေနဲ့အဝေးကွင်း မှဂိုးသွင်းနိုင်ခဲ့ရဆိုလို့သူတပွဲပဲရှိပါတယ်အဓိကကစားသမားချို့နာနေတာရဲ့နောက်ပြီးတော့ဒီဆာရီရဲ့လာစီကိုအတင်းကဒီရတီမှာအဝေးဝင်းနေဆိုတော်တော်လေးရုန်းကန်ရတဲ့အချိန်ကြီးရှိတာတော်တော်လေးကိုတိတာပါတယ်အင်တာကသူ့အိမ်ကွင်းမှာဆဆူအိုလိုတို့ဦးဒီနီတို့ကို DJ ပေးပြီးတော့ဒီကြေးမအောင်ခဲ့တာ ဆိုရင်ခုသူတို့ထက်ဆဆူအိုလိုတို့ဒီဦးဒီနီတို့ထက်မြင့်တဲ့ရည်ဒီမူရောအသေးအနေထားရောမြင့်တဲ့လာစီကိုမနိုင်နိုင်ဘူးဆိုရင် DJ ဖွင့်ပေးစရာအကြောင်းမရှိပါဘူး ်အင်တာနီနဲ့ဒီထက်နိုင်နေစေလာစီကိုမနိုင်ဘူးဆိုဒီထက်နိုင်နေစေပဲပေးရမှာပါအဲ့တော့ဒီဈေးကအင်တာနိုင်ကိုနိုင်မဲ့ဈေးလို့ကျွန်တော်ကမြင်ပါတယ်ဒီဝမ်ရှုံနီပါတိဖွင့်နေတဲ့ဂျေးကတော့ကျွန်တော်ဒီဘွဲမှာအင်တာနိုင်မဲ့ဂျေးလို့တော့ကျွန်တော်ကမြင်တယ်ဒီအင်တာချမ်ပီယံလိမှာလည်းအရင်ဘွဲကဆိုဒီ4ဘလက်နီပါပေါက်ခဲ့ပြီးတော့သူတော်တော်လေးကိုရုပ်ပေါက်ခဲ့ရပါဒီအဲနောက်ပြီးတစ်ဖက်မှာလည်းဒီဒီမနေကဆိုရင် AC နဲ့ပါမ AC တည်ကြွားရဲဒီနေ့ညမှာဒီနာပိုလီနီနဲ့ဘိုလွန်နာကိုဝေးဝေးမှာပွဲချက် လို့ပြောလို့ရတယ်။သွားကစားရမယ်။ပထမဆုံးဒီနာပိုလီအရင်ကစားရမှာပေါ့နော်။ဒီအရင်ကစားရတဲ့ပွဲတွေကအင်တာကအေးစစ်ကြည့်ပြီးတော့အချိန်နေကြည့်ပြီးတော့ကစားလို့ရပါတယ်။အဲ့တော့ဒီပွဲမှာအင်တာဒီဟာကိုခွင့်ကောင်းယူပြီးတော့မှသူတို့နိုင်ပွဲမဖောက်ဆောင်နိုင်ဘူးဆိုရင်တော့ဒီချန်ပီယံပြေးလမ်းကြောင်းလေးကိုရောက်မနေသင့်တော့ပါဘူး။ကျွန်တော်ဒီပွဲမှာအင်တာကိုကျွန်တော်အနည်းဆုံး 2C3 မှာမှတ်ပါတယ်ကျွန်တော်ဒီဘက်မှာ inter body ကိုကြောင်းညီကိုတွေ့ရွေးချယ်ပေးခြင်းပါတယ်အဲ့တော့ဒီနေ့ညမှာကျွန်တော်ရွေးချယ်ပေးခဲ့တဲ့နှစ်ပွဲကတော့ကျွန်တော်ပထမဆုံးတပွဲလေးနေနေကတော့ Bradford body ဖြစ်ပါတယ်ဒုတိယပွဲလေးကတော့ကျွန်တော် inter body ကြောင်းညီကိုတွေကိုနှစ်ပွဲရေးထုတ်ပေးသွားပါမယ်ဒီနေ့ည Super Sunday big match တွေအများကြီးရှိရညမှာလဲကျွန်တော်ဒီညနှစ်ပွဲလေးကျွန်တော်ဒီမှာတင်တာပါကျွန်တော်ရဲ့နောက်ထပ်နောက်ထပ်အကြိုက် Telegram မှာအနီးကအကြိုက်တွေပါတယ်ကိုလည်းကျွန်တော် Telegram channel မှာကျွန်တော်ထပ်မံတင်ဆက်သွားအောင်ပါဒါကြောင့်မလို့ကျွန်တော် Telegram channel လေးကို join သွားဖို့ကြားဖို့မမေ့ပါနဲ့ကျွန်တော်တို့ Telegram channel link လေးကိုကျွန်တော်ဒီ YouTube video ရဲ့ comment section မှာပင်အနေနဲ့ထားပြီးထားပါမယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်အပ်သေးရင် like and subscribe လုပ်ပေးသွားခဲ့ကြပါဟောကျွန်တော်တို့တူတူ Super Sunday မှာလည်း all win reset တွေကိုတင်ပြကြပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ